ားလုံးမင်္ဂလာပါကျွန်တော်တို့ Safe Hospital Safe Healthcare Campaign ယူလုပ်နေတာအခုချိန်မှာဆိုရင်၃ပတ်ရှိပြီဖြစ်ပါတယ်မကြာခင်ကျွန်တော်တို့အခုဒီဂျွန်30ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်အခုဒီရက်ပိုင်းအတွင်းမှာရရှိလာတဲ့ရမုံငွေတွေနဲ့စတင်ပြီးတော့တချို့ဈေးရုံတွေကိုကျွန်တော်တို့စောက်လုပ်နေပြီဖြစ်ပါတယ်အခုလဲကျွန်တော်ဒီဈေးရုံစောက်မဲ့ညနေရွှေးတာတွေ အဲကိုယ်တိုင်ကိုကြပါတော့ကျွန်တော်ဒီနေရာရွေးရတယ်ဒီပြင်ဆင်တာတွေရောအဆောက်လုပ်တာတွေရောလုပ်နေတဲ့အကြောင်းအသိပေးရပါလေဒါကြောင့်တက်တာအပါဝင်ရဖို့ ਨੇ အခုတော်တန်ရေးမှာကျဲမာကြီးသူရဲကောင်းများရဲ့အသက်ကျဲမာကြီးသူရဲကောင်းများရဲ့လုံခြုံမှုအတွက်နောက်ပြည်သူများရဲဘော်များရဲ့လုံခြုံမှုအတွက်ပါဝင်ပေးကြပါလို့ကျွန်တော်အနေနဲ့တမန်တိုက်တော်ပါတယ်ပါဝင်ရသူအားလုံးကိုလည်းဒီနေရာနေကျေးဇူးတင်ကြကျွန်တော်အနေနဲ့ပြောတာလို့ပါတယ် အစ္စရေးအကူအညီဆက်ပွင့်နေမှာတော့အမေရိကန်ဟာဘီတူဘုံကျန်လီနေတဲ့အီရန်ကိုဘုံကျဲပြီးဆက်ပွဲတွေကိုရောက်လာခဲ့တတိယကမ္ဘာစစ်ဖြစ်နိုင်မလားလို့တုံးသက်ချက်ပြီးရှိနေတယ်လို့ကျွန်တော်တို့မြန်မာတွေလည်းတလွဲစပင်ကောင်းပြီးကြပါတယ်ကိုယ်နိုင်ငံတွေကစီရေးစစ်ဘေးနဲ့ကိုယ်နိုင်ငံတွေကပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုတပ်ပြတ်ထိခိုက်ဆော်ကားနေတဲ့မြောက်ပိုင်းဖက်စစ်တပ်အကြောင်းကိုမသိချင်အောင်ဆောင်ရပြီးတော့ အစ္စရေးအီရန်စစ်ပွဲကိုလှမ်းပြီးတော့တုံ့တက်နေကြလေရဲ့ဗျာအားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရစေလူတွေအားတစ်ခါတလေကြာရည်စရာကောင်းလွန်လာပါတယ်နောက်တစ်ချက်ကဓမ္မရီဒလဝဲစပင်ကောင်းတဲ့အပြင်ကိုဓမ္မရီအတွင်းချော်လမ်းချော်နေတဲ့အဖြစ်ရှင်တွေကြောင့်ဒီနေ့အများကြီးတွေ့နေရတယ် အရိယာမျိုးပြကပညာတတ်တည်အောင်ရောင်ပညာတတ်တွေလူငယ်တွေလူလက်တွေတချို့တော်တော်များများဟာမိမိနိုင်ငံနဲ့မိမိလက်ရှိအခြေအနေကိုမတိကျအောင်ဆောင်နေပြီးတော့ဆရာဆန်တပုံထတဲ့ကိစ္စပြောနေတဲ့သူအောက်မှာအုံထပြီးနာမည်ကျော်တယောက်အရန်ကောင်းတာပဲလို့ချီးကျူးတယ်ညံ့တယ်ကောင်းတဲ့တော်တွေကိုကျွန်တော်တို့ကဝင်ပြီးဝေဖန်ဆက်ဖတ်စရာမရှိဘူးဒါပေမဲ့လက်ရှိပြစ်စုံပန်အခြေအနေမှာငါတို့နိုင်ငံမင်းအောင်လိုက်စစ်တပ်ဟာငါတို့နိုင်ငံသားတွေ အညာစကိုင်းတချင်းကရင်မုံညမာရခိုင်ရှမ်းအစရှိတဲ့ဒူတွေကိုနှိမ့်ဆက်တက်ပြက်လေးညောင်းဘုံချင်းနေပါလားလို့မသိဟာလားမသိချင်အောင်ဆောင်နေတာလားနောက်တစ်ခုကဒီနေ့ဆိုရင် TBH ဟပ်ပေါ့နော်ဖုန်း review တွေလုပ်တဲ့ညီငယ်ပေါ့လူပေါ့တော့ဘာလဲကောင်းပါလေသူပြောတာဆိုရရင်သဘောကျတယ်တို့တော့သူကဘုံ review တွေလုပ်ပြီး Iran နဲ့ American စစ်ပွဲအကြောင်းတခါတနာပြောပြနေတဲ့အောက်မှာတို့မာရီတွားရောက်နေကြလေမလီဘူးသူတို့တွေအများကြီးရလိုက်တာတဲ့ ဟာဗမာပြည်ကလေးစမင်ကောင်းနေတာလားကိုနိုင်ငံကိုတိုင်းပြည်ကိုလူမျိုးကိုသက်ရှင်ရဲ့တည်ရေးကိုပတ်ဝန်းကျင်ကိုစီးပွားရေးကိုအနာကတာတွေကိုမျက်ကိုပြုတ်ပြီးတိုင်းမှာဗာဖြစ်ပြန်ပြီထိုင်းကကမ္ဘောဒီးယားချတော့မေးဟဲ့ဒါမျိုးအီရန်နဲ့အစ္စရေးစစ်ပွဲမှာအီရန်မှန်နဲ့အစ္စရေးမှာအစ္စရေးမှန်နဲ့အီရန်မှာအမေရိကန်ပါလာရင်တော့တတိယကမ္ဘာစစ်ဖြစ်ရင်တော့ဗာဖြစ်တယ်နော်အမေရိကန်တို့ကသူတို့ကဘာလို့နိုင်ငံကလေးစစ်ဖြစ်နေတာလို့ကျွန်တော်ပြောပြခြင်းသေးတဲ့ဗျာတဲ့တယ်ပြောလိုက်မယ်ဘလို့ပဲပြောပြော ခမရတတိယကဘာစစ်ဖြစ်ဘာဖြစ်လဲသိလားလူမျိုးတခွဲဟောင်းရင်းထုတ်လိုက်မယ်တတိယကဘာစစ်ဖြစ်ခဲ့ရင်လေအနည်းဆက်ဆုံးတရုတ်နိုင်ငံကမြန်မာပြည်ကိုချက်ချင်းသိမ့်မှာရှုံးလာအခုတော့တိမ့်ကိုကျင်ပြီးတယ်အခုတည်းကတိမ့်ကိုကျင်ပြီးတာခမရတို့ပူရမယ့်အခြေအတရုတ်ကြုံဖြစ်မယ့်အခြေနော်ခမရတို့နေ့စဉ်စားနေတဲ့စံတပီအခြေကျွန်တော်တို့ခင်ဗျားတို့လိုပြည်သူအပိနေကပြည်သူတွေကိုတတ်ဖြတ်နေတဲ့မင်းအောင်လိုက်စစ်တပ်ကိုမှားမှန်လားတောက်စီအောင်လိုက်ကြည့်ရမယ်အေး နော်ဒါကိုသိဖို့လိုပါတယ်တိုက်ချင်းကြိုက်မကြိုက်ချင်နေလူများတော့ကတော့တဲ့တယ်ပြောပါတယ်ကျွန်တော်နိုင်ငံကျွန်တော်တို့လူမျိုးကတလွဲစပင်ကောင်းနေပြန်နော်ကလီယိုပတ်ရွာနေတာတစ်တော့မြင်မကောင်းဘူးဒါတွေပြောရင်တော့ဒီပါလိမ့်မယ်အီဗီကားစီးကွက်ခွင်းတော့ကြကြအီဗီကားတွေအီဗီကားတယောက်ကုမ္ပဏီတွေတယောက်ပြီးမှဒေဝါလီခံရတယ်မနေတော့လာတော့မှညီမကြီးကားစီးကွက်ရိုက်ခတ်တာအဲ့ဒါကိုအီဗီကားကိုတခါတနာကြော်ညာပြနေတဲ့ကောင်က အဲ့ဒီအောက်မှာအုံထားနေတာဒီမှာပြည်သူလူထုရဲ့အနေနဲ့စောင့်နေကြီးကိုတိုင်းပြည်ဟာတဖြည်းဖြည်းနဲ့လူငယ်တန်းကပြတ်သွားပြီးအရန်ချမ်းသာနေအရန်ဆင်းရဲနှစ်ခုပဲကျန်တော့တဲ့အခြေအနေမှာတိုင်းပြည်ကရာဇဝတ်လူထုပြောလာမယ်တရားဝင်စုံမှုကင်းမဲ့နေတဲ့အခြေလူစော်တိတွေပြည်သူစစ်တွေလူပိုက်တွေလူရန်ကားတွေကပိုက်နှက်တွေကနှိမ့်စင်လူရက်တပ်ဖြတ်ခိုးဝတ်ပြီးတော့ပြည်သူပြည်သားနိုင်ငံသားတွေကိုအနိုင်ကျင့်နေတာနှိမ့်တာနှိမ့်တာမန္တလေးမြို့ပေါ်ရန်ကုန်မြို့ပေါ်ဒီမှာဟမ် ုံချုပ်ရေးမှုကိုစက်ကြီးပေးပြီးပြည်သူစစ်မှုထမ်းဆိုတဲ့ပေါ်တာဆွဲတဲ့ဥပဒေမပါရအောင်မျိုးစုံတွေလုပ်နေရတာတက်နိုင်ကြမှာမဟုတ်ဒါကူတော်ဝဲဆိုရင်ကောင်းပြီပြည်ရမယ်အစ္စရိမန်နဲ့အမေရိကန်ပါတယ်ကိုကိုကိုတုံးတပါကိုကိုကိုတုံးတချာကိုပဝင်းကြီးကိုမြင်အောင်ကြည့်ပါကိုနိုင်ငံရဲ့အခြေအနေကိုမြင်အောင်ကြည့်ပါ တော်လိုင်းရဲ့ပါကျင်ပါမပါကျင်နေမင်းအောင်လိုက်ကိုကြိုက်သွားလေရတယ်မင်းအောင်လိုက်ကိုနေ့တိုင်းရှစ်ခိုးဦးချလဲကျွန်တော်တို့ကဘာမှပြောတရားမရှိဘူးကိုစိုက်ပြောတာကိုရင်သိရမယ်ကိုဖြစ်ရင်ကိုခံရမယ်ကိုခွင့်ရေးကိုကိုတောင်းရမယ်ကိုနိုင်ငံအနာဂတ်နဲ့ကိုအနာဂတ်မျိုးသက်တို့ကကိုကမမမချက်တိုင်ပွဲဝင်ချရမယ်အတိတ်ညာလေးတုံ့ပြီးကြရဒါဝီမလုပ်ပဲတလွဲစပင်ကောင်းပြီးအမေတို့တွေးတော်မှနေတာကတော့ခင်ဗျားတို့မှနေပြီးတော့ကျွန်တော်တက်လေပြောတင်တယ်တရင်နေတဲ့တည်တင်တယ်ကဘာစီကြီးဖြစ်လာရင်ဘာဖြစ်မလဲ ဒီနေ့တရင်းနေတဲ့ကျွန်တော်ပြောပြမယ်အီရန်အမေရိကန်နဲ့ပတ်သက်ပြီးတော့အီရန်အစ္စရေးစစ်ပွဲကိုရမြောက်မိမှာအမေရိကန်ဟာစစ်တပ်ကိုတိုက်လိုက်ပါပြီ။အဲ့တော့အမေရိကန်ဗုံးကျဲလေရင် B2 တွေဟာအီရန်ရဲ့နျူကလ িয়ার site တွေကိုဗုံးကျဲတယ်လို့ကြေညာတယ်။နော်။တနည်းကတော့အများကြီးမှပေါ်ပြအများကြီးမှပြောနေကြတယ်။အဲ့တော့ကြည့်လိုက်ညာတယ်။အဲ့တော့နောက်ဆုံးအခြေအနေကိုတပ်ပြောမယ်။အီရန်က နျူကလ িয়ার စိုက်လို့ပြောတဲ့ဟာတွေကပျက်စီးမှုမရှိဘူးလို့ပြောထားပြီးတော့ဒီနေ့အစ်ဖေးကိုထပ်ပြီးတော့ညက်နေမှာဒုံးပြန်နေပြစ်တယ်အမေရိကန်တွေအခြေအလဲဘက်မှာရှိတဲ့အမေရိကန်စစ်ကန်နဲ့အမေရိကန်တွေမှန်တယ်မှာပြစ်မှတ်ဖြစ်ပြီးတော့တုံ့ပြန်လာတယ်အစ္စရေးနဲ့အီရန်စစ်ဖြစ်တာအမေရိကန်ကဝင်ပါတယ်ဘာကြောင့်ဝင်ပါလဲဆိုနျူကလ িয়ার ဘုံကိုသူတို့ကလွှဲရင်အခြားသူမပိုင်ရပိုင်ဆိုင်မှုဂျိုးတိုင်းစစ်တိုက်ပြီးဖြစ်ရှင်းဖြစ်တာချိန်မောပလိုက်ဒါပေမဲ့ကဘာကြီးကအင်အားကြီးလူကစစ်နိုင်သူကဥပဒေကိုပြဋ္ဌာန်းနေတာ ကြောင်ကြောင်ပေါကောင်တွေလုတ်ဖို့တော့မကြိုးစားနဲ့ဒီကနေ့ပြောမယ့်အကြောင်းအရာတွေမှာအညာက play ကို dose ဆင်တော့မယ့်အခြေအနေတွေပါသူစိုက်တော်တော်ဇော်ကြီးသူနဲ့ကိုကမောင်ဆို interview ရဲ့ review တုံးသက်ချက်တွေပါမှာဖြစ်တယ်။ Okay တတိယကဘာစစ်နေငါတို့အညာ play အညူကြီးအစိုးရဝင်မင်းတစ်ပါးရဲ့ပြောစကားများဆိုတဲ့အကြောင်းအရာကိုစပြီးတင်ဆက်ပါမယ်။နော်အဲ့တော့နောက်ဆုံးအခြေအနေမှာတော့တတိယကဘာစစ်ဖြစ်မလားပေါ့ဗျာ။ အခုတော့ internet social စာမျက်နှာအခွင့်အမှာမြန်မာပြည်ရောအရုပ်ရကတ်ပြီးအမှ review တွေပြောနေရ American Iran စပွဲတွေပါလာပါဖြစ်တယ်မတို့တိုင်းပြည်ပြားကြနေတာစစ်သားတွေကလည်းရွာလုံးကျမီးရှို့ပြီးမရင်းကျင်နေတာကွာမတို့ပြည်တွင်းစစ်ကြီးကိုလည်းကြည့်တာပါအောင်တုံ့တက်ကြပါအောင်လို့ပြောပြချင်ပါသေးတယ်တိသေးကျင်တာပါဒီဗီဒီယိုကိုဖျက်ပါခိုင်တိုင်းလူမျိုးတော့ပြောတယ်ပြောပါတဲ့တယ်ပြောရတယ်စိုက်ချင်ကြိုက်မစိုက်ချင်ပါအဲ့တော့ငါတို့ပြည်တွင်းစစ်ကြီးကြောင့်ငါစိတ်ဝင်စားတယ်ကွာဘယ်သူမှစိတ်ဝင်စားတယ်ငါတို့နိုင်ငံကြီးကြောင့်ငါစိတ်ဝင်စားတယ် မင်းတို့မသိကြအောင်ဆောင်ပြီးအမေတော်တွေးတော်လာကြထပ်ပြောအမေရိကန်ကဝင်ပါတယ်အီရန်ကိုဘုံကျဲတယ်အစ္စရေးဘက်ကအီရန်ဘက်ကတင်းုပ်တဲ့ရုရှားပိုင်ဂျင်းတဲ့တတိယကမ္ဘာစစ်ဖြစ်တတိယကမ္ဘာစစ်ဖြစ်ရင်ကိုယ်နိုင်ငံရေတက်တယ်ပြောလိုက်မယ်ငါတို့မြန်မာပြည်ကိုအမှန်တော့ဗမာပြည်ကိုလို့ပြောတာနော်ဗမာပြည်ကိုတင်းုပ်ကအရင်ဆုံးတိုင်ပါမှတ်နော်တင်းုပ်ကြုံခံဖို့ပြင်တာ ကောင်ကြီးဒီထိုးခွေးတွေထိုးတာတကယ်ပြောနေတာအချင်းကြီးရဲ့ကူတုံးလက်ကြည့်လိုက်တတိယကဘာစစ်တာဖြစ်အပြိုင်ဆိုင်အမြင်တွေတိမ့်ကြချက်ထွေကြရင်ကျွန်တော်တို့ဗမာနိုင်ငံကိုအရင်ဆုံးတိမ့်မှာတည်ဝဲဖြစ်ပါတယ်ဒီအရေးကြီးနေတဲ့ခမရုပ်ပါရီကြိုးတွေပြင်ဆင်ပြီးပြီလေတို့ပြည်သူလူအပေါင်းကျွန်တော်ကြေညာမအောင်ခတ်ပြရစီတော်လိုင်းသမားတွေကတော့လက်နက်ရှိနေချမှာပဲဗျတာမန်ပြည်သူလူတွေမျိုးပြနေပြည်သူလူတွေကိုနဲ့မဆိုင်လူတွေလက်တွေပါရီပြင်ဆင်ပြီးပြီလေအခုတော့အခုအချိန်မှာတော့ 他妈，苗都没留过，带有没压力过？不是那我问你的带有得民心。他妈，苗都没留啊，工作带有没压力？别工带来着。是呢我，过路也住，高楼没呀？高啊，过单楼过样？高过路有？过楼单楼的面积呢？到你的细胞嘛？把那建筑都比然后那特特是呢嘛？我不能问你啊，我嘛也点心态没呢。我问你啊，我表演了，我他们那些啥样？你家干的？你那地方没楼的啊？ ဒါတွေကိုမပြတ်သုံးသက်ဖို့လူချင်းမျိုးကိုတရီပေးပြစီပေါ့ပေါ့နေပေါ့ပေါ့စားတို့နိုင်ငံရဲ့တို့လူမျိုးများစစ်တပ်ရဲ့စနစ်ကြဖျက်ဆီးခံရမှုအောက်မှာတကဘာလုံးမှာအမွဲတွေအစင်ရဲဆုံးအကြီးချင်းမဲဆုံးတောက်တုံးမကြဆုံးလူမျိုးတွေဖြစ်နေတယ်ကွာဒါကိုတက်ချက်တရီပေးပါရင်တို့ကိုဟုတ်လားကြည့်ထင်နေပါလေတက်လဲစပင်မကောင်းပါနဲ့အမိကျော်ဒွေးတော့မှာပါလေအဲ့တော့ဒီကအစ်ဒီစစ်ပွဲကတော့ဒီအခြေအနေပါပဲ အီရန် is this ဘွယ်ပြီးတဲ့နောက်မှာအီရန် is this ဘွယ်နဲ့အမေရိကပါဝင်ခြင်းဟာငါတို့အညာပလဲလောက်အရေးမကြီးဘူးကွာရှင်းလားဘုရင်တို့တော်တာပဲငါတို့အညာပလဲမှာကန်တော့စကန်သိန်းတိုက်ပွဲကြီးအပြီးမှာဖက်စစ်တပ်ဘန်ကျင်ရလို့ခေါ်တဲ့ရင်းမာပြီးခရိုင်စာလင်ကြီးပလဲအညာမင်းရဲ့တော်လိုင်းအားအကောင်ဆုံးဒေသဘန်ကျင်ရထဲမှာ2020ခုနှစ်တည်းကစစ်တပ်ဟာကြွာလုံးကျုပ်မီးရှို့တပ်ဖြတ်မှုတွေလုပ်နေတာတော်ရင်9နှစ်တာကာလဒီအတွင်းမှာ မျိုးသိန်းတိုက်ပွဲဆင်နွှဲခဲ့တာဆိုလို့ဗန်ဂျီနဲ့ရင်းမာမင်ခံရအောင်ပလင်းမျိုးသိန်းတိုက်ပွဲကိုဘူလကားနဲ့တပ်ပေါင်းစုတွေဆင်နွှဲခဲ့တယ်။အဲတော့၁၄ရက်နေ့မျိုးသိန်းလုပြီးခံပြီးအချိန်မှာဆုတ်ပွားပြီးခဲ့ရတယ်။လေးရက်ကြာပုံစံဆင်နေမသိန်းနိုင်အောင်သိန်းနိုင်အောင်ကြိုးစားဆောင်ရွက်ပေးမယ်လေ။စစ်တပ်ရဲ့လေကြောင်းအကြမ်းဖက်မှုတွေပလင်းနဲ့ဆယ်မိုင်တော်ပေါ်မှာရှိတဲ့အင်မတီးရဲ့ဇီးလုံးကုန်းရွာနော်အဆရှိတဲ့ကန်တော့ပလင်းစခန်းကြီး၄ပွင့်ဆန်မှာ ပြန်ဆုတ်ပြီးခဲ့ရမှာပလဲမျိုးသိတိုက်ပွဲထိုးစစ်ဆင်မှုကိုလုပ်တာပလဲနေမှာပထမဦးဆုံးမှာရင်းမာပြီးခရင်တစ်ခုလုံးမှာမျိုးသိတိုက်ပွဲရှိတဲ့တပ်တွေအကုန်လုံးထဲမှာမျိုးသိတိုက်ပွဲဆင်နွှဲခဲ့တာတော်လိုင်း9နှစ်တောင်ပလဲတိုက်ပွဲတစ်ခုပဲရှိပါတယ်ဒုတိယတစ်ခုကတော့ပြန်တောင်းတော့တိုက်ပွဲပါနော်ဆိုတော့စနေနေ့မှာစတင် ဇွန်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ပြီးဇွန်လ16ရက်နေ့မှာအပိတိုင်တင်ရတဲ့ကန်တော့ခံသိမ့်တိုက်တယ်။လေရင်နဲ့အချိန်200ဘုံလုံး900ကျင်းချတယ်။ရှင်းဆက်ပြီးတော့လေရင်းမပြီးခရိုင်ရဲ့ကိုစစ်တပ်ဟာမီတီရှုတ်ပါလိမ့်မယ်လို့ကျွန်တော်ခဏခဏပြောပြီးသားပါ။ရှင်းတယ်။အဲ့တော့စစ်တပ်လေရင်ဒီကိုပြစ်ချခဲ့မယ်ကန်တော့စကနေတိုက်တယ်။ရှင်းမပြီးခရိုင်တကူလုံးမှာ ကြီးမားတဲ့မဟာပြည်ကျတဲ့တိုက်ပွဲကြီးကိုပေါ်ဆောင်ခဲ့နိုင်တာဟာ BNR ဆိုတဲ့ဘုံနဂါနဲ့ပူပေါင်းတပ်တွေရဲ့ပလဲမျိုးတိမ်တက်ဝဲရဲ့မနေ့ကတနေ့ကမှစကန်လေးအောင်ဝဲကြပ်ခဲ့တယ်။ကန်တော့ PLA အပေါင်းကြီးပူပေါင်းတပ်တွေတိုက်ခတ်တိမ်ပိုက်နိုင်ခဲ့တယ်။ကန်တော့စကန်တိမ်တက်ဝဲဒီနှစ်ကူပဲရှိနေတယ်။မားနေ့အတွင်းမှာအဲ့လိုပြောလို့ကြချင်ကြမြင်ကြချင်။ကန်တော့ချန်နစ်တိုက်ပွဲမှာအောင်ဝဲတွေရလို့ဂုံပြူတိုက်သူတွေဂုံပြူရမှာဖြစ်လို့ကျယ်တွေလဲကျွေပါတယ်။ အေဗီတီအမတုံးစစ်ကြောင်းမဆလီတက်ရင်တက်စုမှုရဲဘော်ထားကြည့်အပေါ့တုံးဘီလူကဝေးတက်တော့ PDF ရင်းမပြီးခင်အမတ်စစ်တက်ရင်ကျသိနဲ့တက်မလို့ BPLA ကကွန်မန်ဒါ BDLA ကကွန်မန်ဒါတိုက်ခိုက်မှုရဲဘော်ကြော်ကြီးဒါမြေဖြတ်တော့တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ခဲ့တယ်နိုင်ငံစစ်စတိုးကြအညာတပ်ခွဲကဂျဲဘော်ပုံငယ်တွင်းသူတို့ကြဆုံးရင်အားကြီးကြီးပြည်နဲ့အစ္စရေးဖြစ်လို့ပြာကျသွားလား ုရအရေးကြီးမှုလို့ပြောပြရတယ်။ကိုယ်နိုင်ငံတွေကကိုယ်နိုင်ငံသားတွေနဲ့ကိုယ်နိုင်ငံတွေကပြည်တွင်းစစ်ကအရေးကြီးတယ်။ဒီနေ့ဒီတော့ဒီကောင်းမှုတွေမှုကြောင့်ဆယ်နဲ့ကြီတိတ်ဆုံးနေပြီးတော့ဒေတာကံပေါ်ရှားအောင်များစွာကျေးရွာ20တော့ကဆေးရှောင်ပြရပါတယ်။အခုကြီးတွေလိုအပ်တဲ့နှိစက်ရည်ပူကြပါ။ကျွန်တော်တို့ရရှိရှိဝေးဝေးမပြောတော့ဘူး။အခုဆိုရင်အင်မတီနဲ့ဇီးမှုကုန်းကိုမတိုက်လို့မရတော့ပါဘူးတိုက်ကိုတိုက်ရပါလိမ့်မယ်အင်မတီနဲ့ပြူစောအင်မတီနဲ့ဇီးမှုကုန်းရွာပြူစောတိရွာတွေကိုမတိုက်ရင်မတိုက်ရင်လေ ကျင်းပါမယ်တကယ်လို့စစ်ကြောင်းကဝင်ထိုးပြီးပြကြတော့ပါလိမ့်မယ်နော်ပြဇော်ပြီးအင်အားတရာနီးပါးရှိတယ်အဲ့ဒီဟာဒီမှာကျွန်တော်တို့သိရတယ်လားအခုဆိုရင်အင်မတီကိုတိုက်ဖို့အတွက်တင်ဆင်မှုတွေလုပ်နေတယ်လို့လည်းသိရပြီးအင်မတီနဲ့အင်မတီကထွက်လာနိုင်တဲ့စကားစဖက်စစ်တက်နဲ့ပြဇော်တီတွေကိုထပ်ပြီးမထွက်လာနိုင်အောင် PLA နဲ့ပူးပေါင်းတက်တွေကတက်တော့ပိတ်ဆို့ရင်ဒီမြင့်ထထလောက်နေပါတယ်အင်မတီနဲ့ဇီးဘူကိုတော့ဖက်စစ်တက်ဟာစစ်ကိုပို့နိုင်တော့ပါနော်အဲ့တော့ လဲမျိုးကိုသိရမယ်ထပ်ပြောမယ်ကျင်းနေတောင်စီမံကိန်းကိုရှိသမျှလက်နက်တွေနဲ့ချိန်ထားရမယ်ဘုံတကကျင်းအဲ့ဒီကိုတခါပြေးလို့ခင်ဗျားတို့ကိုကျွန်တော်ပြောနေတယ်ဒီလူကိုကာကွယ်ဖို့ဆိုပြီးလက်ပေါင်းတော့ကျင်းနေစီမံကိန်းလို့တော့မကာကွယ်ကြနိုင်ဘူးဗျာအဲ့လိုပဲပြောလိုက်မယ်ကျွန်တော်ဒီကိုကြောင့်ကိုတည်တယ်ထပ်ပြောကြရည်တော်လိုက်မှအများကြီးရှိတယ်ဒါမဲ့ထားလိုက်တော့ထပ်ပြီးတော့ကျဲကျွေတာပြောမယ်မင်းလာတိုက်ပွဲမှာတော်ရင်ကျဲပေါ့ငါဦးအရှင်ဖမ်းပြီးအတအဲ့ဒါအစ္စရိုး အီရန်အမေရိကန်တိုက်ပွဲတွေတက်အရေးကြီးတယ်ဂျန်နုကင်က၄ရပြောမင်းလားတကြောကိုတောင်ပြက်ရွာနားကိုစစ်ကြောင်းထိုးလိုက်နော်ရဲဘော်ခုနှစ်ယောက်ကျ၆ယောက်က၃ယောက်၈ရာ၃တိုင်ရင်တရားဝင်ခရတယောက်က၃ယောက်ခုနှစ်ယောက်တိတက်ခွင်းကရဲဘော်အဲ့တော့တောင်ပြက်ရွာကိုမီးရှို့နေတဲ့ဖက်စစ်တပ်အဲအလုံးကြီးနဲ့ဒိုးစစ်စင်နဲ့လီတောင်ကဘုံကျဲတယ်လက်လက်ကြီးတွေနဲ့ပြစ်တယ် ရှုမာနေတဲ့ဖက်စစ်တဲ့အကြောင်းကိုစိတ်ဝင်စားပဲအီရန်နဲ့အမေရိကန်အစ္စရေးကြောင့်ဟောင်းစိတ်ဝင်စားကြပါနေဗျာခင်ဗျားတို့လုပ်နေတာအပူကြီးတွေကိုကျွန်တော်ကြည့်ပြီးတော့ခင်ဗျားတို့အစားရှက်နေအဲ့တော့လက်ရှိချိန်မှာမီးရှို့တယ်ရွာလုံးကျမီးရှို့ခံရတယ်ပလိုင်းတက်တွေကဖြတ်တော့ပိတ်ဆို့ဖို့ကျိုးသားတယ်အင်အားမမျှလေပြန်ဆုတ်ရတယ်ရဲဘော်၅ယောက်ကြတယ်အရှင်ဖမ်းမိတယ်နှိမ့်ဆက်တက်အဲ့တော့ဘာကြောင့်လဲဆိုတော့စစ်ပွဲတအောင်ဒိတ်ကိုဒလိုင်းတက်တွေဝင်ပြစ်ပြီးနောက်ပိုင်း တာမရိကန်စီမံအုပ်ချုပ်ရေးမှူးဆိုတဲ့ကောင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအပါဝင်စစ်ကောင်စီတပ်သား၁၀နဲ့ကြီတိတ်ဆုံးမှုပတ်သက်ပြီးခွေးနာခဲ့ခဲနေတာနော်ဒီချိန်တွေရှိတယ်ဒီနေ့ကရင်ပြည်နယ်ဥက္ကဋ္ဌစခန်းသိမ်းတိုက်ပွဲကြီးဆင်နွှဲနေမှာဝိုင်းရပိတ်ဆို့ထားဖြစ်ပါတယ်ဥက္ကဋ္ဌဆိုတာတက်ရှိစီယိုဆိုပြီးဖက်စစ်တပ်ကကုံစာခဲ့တဲ့စခန်းပေါ့မကြည့်ဘဲနဲ့လိုပဲပြောအောင်လားဒီကတော့ရောက်အောင်တိုက်မယ်လို့ပဲဆိုရမှာဒီဒီပွဲကတော့ကြီးကောင်းနေပါတယ် ရမယ်လို့လည်းယုံကြည်ပါတယ်နော်ဘယ်အချိန်တိရောက်ပြီလဲဆိုတော့ကျွန်တော်တို့ရရှိထားပြီဖြစ်တယ်သို့တော့ပြောမြောက်ပြောနိုင်မယ်ဆိုရင်ကြည့်ဒီလိုနေမနေ့ကဒီပြရလေးတင်းအစင်မွေးတခုမှာတော့ဆောင်ကအန်ယူချီကျမိုင်းနေပြိုင်ဝင်ကြည့်တော်တော်ဝေးဆုဘုရားတောင်းချော် ICE ဒုတိယခုတ်ခရာကွန်ပီတူဒီလိုတွေကိုတွေ့ရတွေ့လိုက်ရတဲ့ဓာတ်ပုံပြီးတော့ပြည်သူလူထုကတစုံတရာတော့မျောလင်းချက်ကြီးရှင်းတယ်လာတော့တွေ့ရပါတယ်အဲ့ဒါနဲ့တပြိုင်တည်းမှာထပ်ပြီးတော့ဒါတော့ဆိုဝီဆိုဘုကုကမောင်ဆိုအရဖီယာဘုကုကမောင်ဆိုရဲ့အင်တာဗျူးလာတဲ့စကုံးနဲ့ဗီဒီယိုကလစ်ခုတချို့တွေလည်းကြည့်ပြီးသားဖြစ်ပါလိမ့်မယ်မကြည့်ရသေးနဲ့ကျွန်တော်ချမ်းမြင်ပြောပြမယ်အဓိကကတော့မြောက်ဆေးဟုတ်ဆောင်တဲ့ကိစ္စလက်ရှိမြေပြင်မှာဒါတော့ဆိုဝီဆိုမြေပြင်ကိုရောက်ရှိသွားပြီးနေရာထိုင်ရတွေ့ဆုံခဲ့တဲ့တပ်တွေအတင်းတင်းနဲ့အဒီအကြောင်းစကားဝိုင်းဖြစ်သူဂျာကာလာ အစိုးရအဖွဲ့ကြီးကိစ္စရပ်တွေအကြမ်းရင်းပါဝင်နေသို့တော့ဒေါက်တာဇော်ဝေဆိုးရဲ့ပြောဆိုချက်တွေကိုကျွန်တော်လေ့လာကြည့်ခြင်းအဖြစ်နံပါတ်1ဒီအသက်ဒီရွယ်ဒီပညာနဲ့အမြင်ကြီးကိုကိုယ်တိုင်ရှင်းပြီးတော့လုတ်နိုင်တော့လုတ်နေတာကိုဒီဒေါ်လာကြီးမှာပါဝင်လုတ်ကင်နေတာကိုကျွန်တော်လေးစားကုန်ပြုနေသို့တော့ဒေါက်တာဇော်ဝေဆိုးဒီ NUG ရဲ့အစိုးရဆိုတဲ့ NUG တခုလုံးရဲ့ mandate ကိုယာတာမဟုတ်တဲ့အတွက်သူပြောသမျှအရာအလုံးကတရားဝင်မှုရှိမရှိဆိုတာကတော့သူတို့ရှင်းရမှာကိစ္စတက်တွေတက်ကောင်းဆောင်ဒီဒီနဲ့တွဲဆုံနေလို့ကျွန်တော်တို့အကြမ်းဖျင်းသိရတယ် တွဲဆုံမှုက informal လို့လည်းပြောတယ်တရားဝင်တွဲဆုံမှုမဟုတ်ဘူးနောက်ပြီးတော့တိုင်းသားတွေကလည်းဂျာကာလာအစိုးရဖွဲ့စည်းရေးကိုသဘောတူတယ်ထို့တော့ဘလို့ပုံမှန်ဖွဲ့စည်းမလဲဆိုတာအခုဒီ line မကျဘူးဆိုတာကိုအကြံပေးတွေ့ရတယ်အဲ့တော့တစ်ဖက်မှာကော်မတီအစိုးရ80ရာခိုင်နှုန်းပြီးစီးနေပြီရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရ MNDAA ကိုကအထူးဒေသအစိုးရ ကရင်ပြည်နယ်ဂျာကလာအစိုးရချင်းစတိတ်ကချင်းအားလို့အစိုးရတွေအများကြီးပေါ်လာပြီးတဲ့နောက်ပိုင်းမှာငါတို့နိုင်ငံရဲ့တော်လှန်ရေးဒီဇိုင်းကဘယ်လိုဖြစ်နေမှာလဲဘယ်လိုဖြစ်တော့မလဲဆိုတာကိုကျွန်တော်တို့တွေးကြည့်ရအောင်အဲ့တော့ဒေါ်လာဇော်ဝေဆိုးပြောဆိုခဲ့တဲ့အချက်တွေအချက်တွေထဲမှာတကယ်ရသာဒေါ်လာဇော်ဝေဆိုးဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်မန္တရရှိသူတယောက်အနေနဲ့တတ်တော်တည်တည်နဲ့ခေါင်းဆောင်တည်တည်ကိုတွေးဆုံမှုမှာတရားဝင်မှုလုပ်နိုင်တယ်ဆိုရင်တော့ညီညွတ်ရေးဟာပုံအားကောင်းလာတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်။နံပါတ်1နံပါတ် ဒါတော့ဆိုဝေဆိုရဲ့မြေပြင်သွားရောက်လောက်ကန်ဆောင်ရွက်မှုကြောင့်ပစုံပြာတော်လည်းဟာတိုးတက်လာလေကိုကျွန်တော်တို့နိုးချလာအောင်ကျွန်တော်တို့ညီလို့မရနံပါတ်၃ဒါတော့ဆိုဝေဆိုနေအတူပေါ့ဒီတွင်မှာရှိနေတယ်လို့ယူဆရတယ်ဒီတိုင်းဝင်ကြီးကောက်ဝေးဝင်ကြီးနှစ်ယောက်စီးဆိုင်ရာပုဂ္ဂိုလ်နှစ်ယောက်ခဏချင်းကျွန်တော်တို့သိရသူတို့တွေကတော့ဒါတော့ဆိုဝေဆိုလို့အိုက်တက်တင်နေမှတွေ့ဘူးလား ကျမကြီးနဲ့ပညာရေးဝန်ကြီးကတက်ကောင်းဆောင်နေတဲ့တက်တည်တဲ့တွေ့နေပြီးတော့ကာကွယ်ရေးဝန်ကြီးနဲ့ပြည်ထောင်ရေးဝန်ကြီးကပြည်တွင်းမှာရှိနေပြီးဘာလို့မတွေ့တာလဲဒီမျိုးကနေကျွန်တော်ပေါ်လာမှာအများကြီးပေါ့အဖြစ်ပြောတာမဟုတ်ဘူးအဖြစ်ပြောတာမဟုတ်ဘူးကျွန်တော်ပြောပြတာအဲ့တော့စည်ရင်းဆွေးနွေးမှုမှာအဲကျွန်တော်ပြောရမယ်ကျမကြီးဦးမူနဲ့ပညာရေးဝန်ကြီးဒေါက်တာဆော်ဝီစုတဘောတရားကိုပြောတယ်အဲ့တော့တက်တော်တကူကတက်မှုနဲ့ဆိုလေဘယ်ကမညီဘူးဒီလားပြဿနာတွေကအစိုးရအစိုးရဆိုတဲ့ကိစ္စကစနေတာဗျအဲ့တော့ထားပါအခုလေ အန်ယူဂျီအစိုးရလိုပဲအစိုးရပြီးအပြိုင်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 ပေါ်ပေါက်လာကြပြီအဲ့တော့နောက်တစ်စဉ်းစားစရာတစ်ခုကဟုတ်ပြီချင်းဒီချင်းတပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပတ်ပြီးတော့ချင်းကိုစလေတက်ပြီရခိုင်ဒီရခိုင်ပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပတ်ပြီးရခိုင်ကိုစလေတက်ပြီနော်ကချင်ဒီကချင်ပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပတ်ပြီးကချင်ကိုစလေတက်ပြီကရင်ဒီကရင်ပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပတ်ပြီးချင်းကိုစလေတက်ပြီတက်ကြကိုကဒီတိုက်ပြန်နယ်လေးတွေဒီတိုင်းပေါ့ဗမာဗမာပြည်တွေကရောဘယ်နေရာကိုတိုက်ခိုက်သိမ့်ပတ်ပြီးတော့ ဗမာပူဇော်မှုဘသူတက်ပါလဲဒါပေမဲ့အရင်ရှိပါဒါတော့အဲ့ဒါကိုမလုပ်အောင်လုပ်လို့ရမယ်သို့တော့စစ်လိုက်တိုင်ရေးပူဇော်ပေးလို့ပါဒီနေ့ US ကပြတ်သွားတဲ့ B2 နဲ့ Iran ကိုဝင်ပြီးဘုံကျဲမှုမှာစစ်လည်းမကြင်ကြဘူးဘာမှလည်းမလုပ်ဘူးလွတ်တော်ရဲ့သဘောထားလည်းမယူဘူးစစ်ပွဲမှာလူခွင့်ရေးတွေခွေးခွင့်ရေးတွေပြတ်တော်တွေမရှိဘူးစစ်နိုင်ဘူးဒါဥပဒေပြဋ္ဌာန်းတာဒါပေမဲ့တော်တော်စောဝေဆိုးပြောဆိုသွားတဲ့အချက်တွေမှာကျွန်တော်တို့ဒေါ်လာရေးက ကျွန်တော်တို့သိမ့်ပိုက်ထားတာမလေးရှားနိုင်ငံတစ်ခုစားလောက်နေမြေကြီးရှိနေပါပြီဆိုတဲ့အချက်ကတော့ဒီကြစစ်တမ်းဖောက်ရမယ့်အချက်မျိုးဖြစ်တယ်။ UNG ကသိမ့်တာလား။ DNA ကသိမ့်တာလား။ MDA ကသိမ့်တာလား။မန္တလေး PDF ကသိမ့်တာလား။ MOD ရောက်ကတရင်နေသိမ့်တာမျိုးလား။ KAI ကသိမ့်တာလား။ဒီလိုမျိုးတော့ရှင်းရှင်းလင်းလင်းပြောပြဖို့လိုအပ်တယ်လို့မပြောပြလည်းမိဘူးပါသိတယ်။ကြောက်ရွံ့လိုအပ်တယ်လို့ပေါ့နော်လက်ရှိကိုတိတ်ပိုက်ထိန်းချုပ်တာတဲ့နေမြေထဲမှာ NUG ကခံကြိုင်မှာမှအုပ်ချုပ်ရေးတိဆောက်ပြီးချုပ် အုပ်ချုပ်နိုင်တဲ့ဧရိယာဘောက်ရှိလဲဆိုတာကိုကြံသုံးသပ်စဉ်းစားတာပါဒါမှစစ်နိုင်တရေးလမ်းကြောင်းပြပါကိုချမှတ်နိုင်လိမ့်မယ်ရောင်းတော်မြန်ရောမလို့လို့ပါတယ်ဒီအန္တရာယ်ကတိန်းထားတဲ့မြို့နယ်ပေါင်း၁၂မြို့နယ်အမန်ဒီကတိန်းထားတဲ့ဗနမြို့နယ်ဂျက်ခိုင်တပြည်နယ်လုံးတိတ်ပိုက်ထားခြင်းကဗနမြို့နယ်ဒါရီယာတိုင်းသားအရာအူဒီနယ်ပြည်ပပူပေါင်းတိတ်ပိုက်တာဖြစ်တယ် NUG ဩဇာတက်ရောက်မှုအုပ်ချုပ်မှုလုံးဝမရှိမလုံးနိုင်လုံးလို့မရဘူးအမှန်တရားကိုချီးကပ်မှပြပါပြပါချနိုင်တယ် ရောရှိလုပ်ပြီးငါပဲလုပ်တယ်လို့လူသူပဲလုပ်တယ်လို့လူချုံလေးရောထိုင်ပြီးဆိုရင်မှန်ကန်တဲ့ပြူပါမြောက်စစ်ပွဲကိုဆင်နွှဲမှာမဟုတ်နိုင်ဘူးဆင်နွှဲနိုင်မှာမဟုတ်ဘူးကျွန်တော်စေတနာနဲ့ပြောတာဖြစ်တယ်ကျွန်တော်ဒါဆိုလို့လေးစားတယ်ဘာလို့လေးစားလဲသူ့တက်ရွေးနဲ့သူ့ပညာနဲ့သူ့အနေထားနဲ့ဗျာနိုင်ငံတကာမှာဘယ်လိုနေနေလို့ရတယ်ဒါပေမဲ့သူပြည်ပြွေးမှုပြန်လာတယ်ဒီချက်တဲနဲ့သူ့ကိုကျွန်တော်လေးစားတယ်နော် ောက်တစ်ချက်ကတော်တော်ဝေးစိုးကကာဝေးဝီဒီနဲ့ဒီလေးဝီဒီလောမယ်လို့ဒီလိုက်လို့ပြီးနေရရှာတယ်နောက်တစ်ချက်ကတကယ်လို့မှထပ်ပြီးလုံမယ်ဆိုရင်တော်တော်ဝေးစိုးရင်လူကြီးကြီးရဲ့တက်ကြွတဲ့စိတ်နဲ့တော်လိုင်းကြီးပေါ်ထားတဲ့စိတ်နာကိုကျွန်တော်မြင်လိုက်ရတယ်လေးစားသလိုတိုင်းသားအရာတွေမှမဟုတ်ပဲအင်အားကြီးတက်ပြီးမှမဟုတ်ပဲရှိနေမြတ်တက်တွေစူးစီးနိုင်ဖို့အခြားတရားတက်တော်တွေကို BPLA တခုတည်းမှမဟုတ်ပဲ BNR တို့အခြားတက်တော်တွေကိုလည်းထိတွေ့ဆက်ဆံမှုတွေလုပ်ပြီးညှို့တဲ့စူးစီးမှုနဲ့ အောင်ပွဲကိုရယူနိုင်ဖို့ကြိုးစားပေးပါလို့ကျွန်တော်ပြောရင်နိုင်ငံရေးဆိုတာဇကရော4ရောနဲ့လုံးချလို့မရဘူးတိတိကျကျခိုင်ခိုင်မာမာအချက်အလက်နဲ့နှုတ်ပတ်စကားဟာတစ္ဆာစကားဖြစ်စေချင်ပါလိမ့်မယ်ဒီညတော့ဒီလို